အများကြီးတူပါပဲကျွန်တော်ယင်လည်းအများကြီးထိခိုက်ဆုံးရှုံးမှုတွေဖြစ်တယ်စိတ်ညစ်သွားတော့အလိုပေါ့ကိုဘာလုပ်ရမလဲဆိုတာအချိန်မှာကိုကစပြီးစဉ်းစားရတာပေါ့လေနော်ကျွန်တော်ကြံရောက်မယ်ဆိုပြီးတော့မှလှုပ်လိုက်တာပေါ့တရားထဲတွေကိုလေအခွက်150လောက်ရောင်းရတယ်နှိမ့်ကြတာတွေမြင့်မြတ်တာတွေကျွန်တော်တို့ထက်မတွက်ပါဘူးပထမတစ်ချက်ကတော့ကျွန်တော်လူကျင်တန်းကျင်တာပေါ့အဲဒုတိယတစ်ချက်ကဘာလဲဆိုတော့ဟိုမန္တလေးကအရန်ဟို motivation ကကြာနေကြတာကိုကဘောဒီလိုလေးပေါ့လုပ်ငန်းတစ်ခုကိုဒီလိုလုပ်လို့ရတယ်ကိုစိတ်မလေအောင်ပေါ့ဟိုဟာဖြစ်ရက်တီလို့ရတယ်ဆိုတာလေးကိုပြကြင်တာ ကျွန်တော်ကတော့ဟိုပေါ့ဒီလင်းရယုံမင်္ဂလာဘန်လာစင်ရဲ့ဟိုဖောင်ဒါပါဒီလင်းရယုံမင်္ဂလာဘန်လာစင်လုပ်ငန်းစတင်တာကတော့ ဟိုပေါ့16နှစ်နှစ်20ဝင်းကျင်လောက်တော့ရှိပြီပေါ့အကိုပိုင်းဒဇင်ထောင်တာကတော့အဲ14နှစ်15နှစ်ဝင်းကျင်လောက်တော့ရှိပါပြီအဲဒီလုပ်ငန်းတွေပဲရက်တည်လာတာဆိုတော့အခုမထင်မှတ်ဖ ೇನೆ ဒီငလင်ရပေါ့နော်ဟိုတော်တော်ဆူဆူဝါမက်ကလေးမှာအခြေအနေဆိုးတဲ့အနေထားဖြစ်သွားတာအဲဖြစ်သွားတဲ့အတွက်ကြောင့်မလို့ကိုကပေါ့အများကြီးတို့ပါပဲကျွန်တော်ယင်လည်းအများကြီးထိခိုက်ဆုံးရှုံးမှုတွေဖြစ်တယ်အဲပြီးတော့ကျွန်တော်ယင်ကျတော့အထက်လေးနည်းနည်းမြင်းတော့ဟိုနည်းနည်းကွဲတာတွေပြူတာတွေပြူတာတွေလည်းဖြစ်တာပေါ့အဲဖြစ်တော့ဟိုစိတ်တော်တော်ညစ်သွားပါပေါ့လေနော်အများကြီးတို့ဟိုပေါ့ဒီပြည်သူတွေနဲ့ပဲအများကြီးတို့ကိုလ ည်းစိတ်ညစ်သွားပေါ့စိတ်ညစ်သွားတော့အလိုပေါ့ကိုဘာလုပ်ရမလဲဆိုတာအချိန်မှာကိုကစပြီးစဉ်းစားရတာပေါ့လေနော်အဲကိုလုတာဒီပေါ့ပန်းလုပ်ငန်းလုတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုလုပ်ငန်းကအဲဘယ်လိုပဲဖြစ်ဖြစ်လူကုန်တန်းလုတဲ့အလုပ်ဖြစ်နေတော့ဟိုလုပ်ငန်းကတော့ဘယ်လိုပဲဖြစ်ဖြစ်ရက်သွားမှာပဲပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ်6လတနည်းလောက်ကတော့ AC ရက်သွားမယ်လို့ကိုကလည်းတွေးမိတာပေါ့တွေးမိတော့ပေါ့အဲ့လောက်ကြီးကိုကရက်သွားမယ်ဆိုရင်ဟိုအဆင်မပြေဘူးဟိုပေါ့ငါဘာလို့ရမလဲပေါ့ပြီးတော့အလုံးမရှိရင်လည်းမနေတတ်တဲ့လူတွေမှာကိုပါတယ်ကိုပါတော့ဘလောက်ပဲ ဟိုပေါ်ဝင်ဝင်ဘလောက်ပဲရရတမအစီဝါကြတဲ့အလုပ်ဆိုလို့ရှိရင်ဟိုကိုလုံမယ်ပေါ့နော်အလုပ်ကလေးငါပါလုံရင်ကောင်းမလဲဆိုတော့အဲစဉ်းစားတဲ့အချိန်မှာကိုကစဉ်းစားလိုက်တာအဲဒီကြံရည်ကိုတတိယသွားတာပေါ့ဟိုကြံရောင်းမယ်ကုသိုလ်လုပ်မယ်ပေါ့နောက်ဆုံးဝယ်မတိုက်ဝယ်မတောက်နိုင်တဲ့ဒီရက်ွက်တရားဖိုးဖွားတွေအဲဒီငလင်းဘေးမှာပါတဲ့အပေါ်ဟိုပြည်သူတွေပေါ့လေဟိုအများကြီးသူခုနေသားသမီးတွေပေါ့ငါတို့လိုက်ဝေမယ်ပေါ့လိုက်လူမယ်ပေါ့အဲ့ဒီစိတ်လေးနဲ့အဲကိုကလည်း ရောင်းကျင်တဲ့စိတ်ကဖြစ်နေရအောင်ဒီရလေးကလည်းအဲဒီပတ်လုံငန်းနဲ့ရတဲ့ပတ်စံနဲ့ကျွန်တော်ဝယ်ပြီးလှူမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်အလှလည်းဖြစ်တယ်လို့ခုနှစ်ရသားသမီးအားလုံးရဲ့အလှလည်းဖြစ်တယ်ပေါ့နော်အဲ့လိုဖြစ်တော့ကျတော့ကွာဝယ်မယ်ဆိုပြီးအဲ့မှာတည်းကွာဆုံးဖြတ်ချက်ချလိုက်တာမထင်မှတ်ပဲနဲ့ခုံလေးတစ်ခုံချပြီးတော့မှကျွန်တော်ကြိမ်ရောက်မယ်ဆိုပြီးတော့မှလှုပ်လိုက်တာပေါ့အဲ့နေတည်းထဲမှာတည်းအရန်ရောက်လာတရားထဲတွေကိုလေအခွင့်150လောက်ရောင်းရတယ်ပန်းလုပ်ငန်းနဲ့ဒီကြံလုပ်ငန်းကျတော့ opposite ဖြစ်တယ်တိလားဘာ opposite ဖြစ်လဲဆိုတော့ပန်းလုပ်ငန်းပတ်စံအရန်ရတယ် အဲပေါ့သိန်းရာချီပြီးရတယ်ပေါ့နော် brand ဖြစ်ခဲ့ရင်ပေါ့ brand ဖြစ်ခဲ့ရင်သိန်းရာချီပြီးရတဲ့အလုပ်ဖြစ်တယ်ဒီကြံရည်ကြတော့ဟိုပေါ့ပတ်စံအများကြီးမရဘူးကွာတစ်ခွက်မှကျွန်တော်ယူတာ1000ပဲယူတယ်အဲတထောင်နဲ့ရောင်းလိုက်တဲ့ပတ်စံကျွန်တော်တို့အမျက်မကြံနေပြီလေသူတို့စိတ်ထဲမှာလေဟိုပေါ်တောက်လိုက်ရလို့ဟိုအရသာရှိတယ်အမောပြေသွားတယ်အပူတွေငိမ့်သွားတယ်အဲခဏစိတ်အပန်းပြေသွားတယ်ဆိုရင်ကျွန်တော်ကျေနပ်ပါတယ်စားတောက်ကုန်လုပ်ငန်းဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲပေါ်တော့ ဟိုနိုင်ကြတာတွေမြင့်မြတ်တာတွေကျွန်တော်တို့အထက်မတွက်ပါဘူးအဲဘယ်လိုပဲဖြစ်ဖြစ်ဟိုပေါ့ဟိုဒါသူများကိုစားဖို့တောက်ဖို့လုပ်ပေးတာကုသိုလ်လည်းရတယ်ဝမ်းလည်းဝတယ်အဲပြီးတော့တမအားစီဝါချတဲ့အလုပ်လည်းဖြစ်တယ်ကျွန်တော်အဲဒီလုပ်လုပ်တာကျွန်တော်သူများဖက်ဆက်သွားခိုးတာလည်းမဟုတ်လေနော်သူများပစ္စည်းဟိုမတိအောင်ယူတာလည်းမဟုတ်အဲအတွက်ကြောင့်မလို့ကျွန်တော်ကတော့ဟိုလက်ပြလုံပါတယ်ပထမတစ်ချက်ကတော့ကျွန်တော်လူကျင်တန်းကျင်တာပေါ့အဲဒုတိယတစ်ချက်ကဘာလဲဆိုတော့ဟိုမန္တလေးကအဲအများကြီးထိခိုက်တဲ့နေရာမှာပါတယ် ဆုံးရှုံးပစ္စည်းဆုံးရှုံးတဲ့ထဲမှာလည်းအများကြီးပါတယ်အဲပြီးတော့လူအသက်တွေလည်းအများကြီးစတေးလေးလိုက်ရတဲ့မှာလည်းအများကြီးပါတယ်အဲ့လိုပါတဲ့ပါတော့ဗောနော်အရန်ဟို motivation ကကျနေကြတာအဘ stress တွေပြီးအပူတွေတောကတွေနဲ့မိသားစုတွေကလည်းဟိုမရှိကြတော့တဲ့ဟာမရှိအဲ့လိုမျိုးဆိုတော့ဗောနော်ဟိုဗောစိတ်ဓာတ်တွေကျနေတဲ့အချိန်မှာပြီးတော့ကိုကဗောဒီလိုလေးဗောလုပ်ငန်းတစ်ခုကိုဒီလိုလုပ်လို့ရတယ်အဲဗောဟိုတမအာစီဝါကြကြလုပ်ပြီးရှာပြီးဗောဟိုဗောဟိုကိုစိတ်မလေအောင်ဗောဟိုဟာဖြစ်ရက်တီလို့ရတယ်ဆိုတာလေးကိုပြချင်တာ ဟိုကျွန်တော်ဒီလုပ်ငန်းလေးကိုအဲလောက်တာလေးကိုကြည့်ပြီးတော့မှအဲသူတို့အနေနဲ့노ကြားစေခြင်းနဲ့တက်ကြွစေခြင်းနဲ့အဲလူငယ်တွေအလုပ်ဟိုပေါ့ပြန်ပြီးတော့မှဟိုတန်တန်မမခွန်အားအပြည့်နဲ့ပြန်ပြီးအဲလောက်ကင်လာတာမျိုးကိုကျွန်တော်ဖြစ်စေခြင်းနဲ့အဲအဲ့ရကြောင့်မလို့လောက်လိုက်တာလဲပါတာပေါ့လေအဲ motivation ရသွားရင်အဲပေါ့ကျွန်တော်ကျင့်တဲ့ဆိုတဲ့စိတ်နဲ့ကိုကျွန်တော်ဒါလေးကိုလောက်လိုက်တာပေါ့အလုပ်တစ်ခုကလေ ဟိုစေစနာအလှဘာအလှနဲ့မှမတူဘူးပေါ့အဲကျွန်တော်ပြောနေကြစကားပေါ့ကျွန်တော်ပန်းလုပ်ငန်းမှာဆိုရင်ပေါ့နော်အဲခုနအဲနောက်တစ်ခုကဘာလဲဆိုတော့အစားတောက်ပိုင်းမှာလည်းတူတူပဲအဲတက်တန့်ရှင်းရှင်းတက်တက်ရရနဲ့အဲစေစနာပပလောက်တယ်ဆိုလို့ရှိရင်လေဟိုဟိုဘယ်လိုပဲဖြစ်ဖြစ်အထမြောက်တယ်အောင်မြင်တယ်ပေါ့ဟိုသူများစားလို့တောက်လို့ကောင်းအောင်လုပ်ပေးတယ်ဆိုရင်အောင်မြင်တာပဲလေအောင်မြင်မှာပဲဒီ April 16ရက်ကအဲကျွန်တော်လေးရုံရဲ့မွေးနေ့ပေါ့နော် အဲလည်းဝင်းနေဆိုတော့ကွာအဲ့နေကိုလည်းပေါ့ကြံရီကိုအဝါတိုက်မယ်ပေါ့တရုတ်ကလုံးအဝါတိုက်မယ်အဲဖုန်းကြီးเจ้าနေမှာလည်းအဝါလိုက်တိုက်မယ်ပေါ့ဟိုအဲ့လိုစိတ်ကလေးလည်းဖြစ်တယ်ပေါ့ဟိုကျွန်တော်တို့ကလေဟိုဘယ်လိုပဲဖြစ်ဖြစ်ဟိုဟိုပြန်လဲရက်တီဖို့ ਆ ခွန်အားတွေမွေးဖို့လိုအပ်တယ် ဲစိတ်ဓာတ်တွေခိုင်မာဖို့လိုအပ်တယ်အဲပြန်ရှင်သန်ဖို့ပြန်နိုးထဖို့ပြန်နိုးကြွဖို့ဟိုဟိုလိုအပ်တယ်ပေါ့နော်အထူးသဖြင့်ဒီမန္တလေးမှာရှိတဲ့အပြည်သူတွေပေါ့နော်မန္တလေးသားမန္တလေးသူတွေပေါ့နော်စိတ်ဓာတ်မကျပါနဲ့လို့ကျွန်တော်တို့တစ်ချက်ကြည့်ပြီးတော့မှဟိုပေါ့နော်အာတင်ထားပါလို့ fighting မှာလို့ကျွန်တော်ပြောချင်ပါတယ်ဒီ interview လေးကိုကြည့်ပြီးတဲ့ခုနှစ်သားသမီးမိဘပြည်သူအပေါင်းနဲ့ဒီ MC ကအကိုမတွေအားလုံးလည်းကျေးဇူးတင်ပါတယ်ခင်ဗျာဟုတ်ကဲ့